အားလုံးမင်္ဂလာပါရှင်ဒီနေ့ဆရာမလေးကစာရေးဆရာ ထိန်လင်းရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်ထဲကစောင်းမလေးတစ်ပုဒ်ကိုငါတို့မှာငါတို့ရှိရဲဆိုတဲ့ဆရာမလေးရဲ့စာဖတ်ပြတဲ့အစီအစဉ်ရဲ့အပိုင်းသုံးအနေနဲ့ဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ခံစားပေးပါအောင်ရှင် ရင်ဆုံးဆရာမလေးကငါတို့မှာငါတို့ရှိရဲဆိုရဲကြပြလေးကိုစပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ငါတို့မှာငါတို့ရှိတယ်အရှိနဲ့အနောက်နေနဲ့ညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးက အမွေပေးခဲ့တဲ့တော်လန်ရေးခီးသွားတွေပါ အနီးသားမှာဇနီးသားနဲ့ ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရာအနှံ့ကျယ်ပြန့်စွာရှိနေတဲ့အကြောင်းတည်င်းကောင်းပါပါစေ။စိုးရိမ်စိတ်ထိတ်လန့်စိတ်တွေးဝေစိတ်တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့။ငါတို့မှာငါတို့ရှိပါတယ်။ထိန်လင်း31ရက်12လ2021 ဒီနေ့ဒီစာအုပ်လေးတွေကစောင်းမလေးတစ်ပုဒ်ဖြစ်တဲ့ဘတ်စကာတပိတ်ဆိုတဲ့စောင်းမလေးကိုဆရာမလေးကဖတ်ပြသွားမှာဖြစ်ပါတယ်ဘတ်စကာတပိတ်မြန်မာပြည်မှာစစ်အုပ်စုနဲ့ဆက်နွယ်နေသူတွေရဲ့ဘတ်စကာတွေမစည်းဖို့တိုက်တွန်းလှုံ့ဆော်နေတာတွေတွေ့နေရပါတယ်အဲ့ဒီလှုံ့ရှားမှုရဲ့ထိရောက်မှုဘလောက်ရှိနေပြီလဲ လူတွေဘလောက်များများယုံယုံကြည်ကြည်နဲ့ပါဝင်ကြပြီလဲလို့စဉ်းစားမိတော့အသားအရောင်ခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုအတွင်းအမေရိကန်ပြည်ထောင်စုအယ်ဘားမားပြည်နယ်မောင်ဂိုမာရီမြို့ကဘတ်စကားတပိတ်အကြောင်းတွေးမိသွားပါတယ်1955ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာ ရိုဆာဘက်ဆိုတဲ့အာဖရိကနယ်ပွားအချုပ်သမအမျိုးသမီးတဦးကအလောက်ကအပြန် ပင်ပင်မပန်းနဲ့မောင်ကိုမာရီမြို့တော်ရဲ့ဘတ်ကားတစ်စီးပေါ်တက်ကားနောက်ပိုင်းမှာထိုင်ပြီးလိုက်ပါခဲ့ပါတယ်။ကားနောက်ပိုင်းဆိုတာက သူတို့လူမဲတွေထိုင်ခွင့်ရတဲ့နေရာပါ။ကားရှိပိုင်းမှာခီးတယ်များပြေလာတော့ရှင်မောင်းကလူပြူတယောက်အတွက်နေရာဖယ်ပေးဖို့ရိုစာဘက်ကိုပြောပါတယ်။ပုံမှန်အားဖြင့်မောင်ကိုမာရီမြို့ဘတ်ကားများမှာ လူပြူလူမဲနေရာတတ်မှတ်ထားခြင်းမရှိပေမဲ့ခွဲခြားခြင်းဥပဒေအရလူမဲများကို ကားနောက်ပိုင်းမှာသာ ထိုင်ခွင့်ပြုထားပါတယ်။လူပြူတွေကတော့ကားတစ်စင်းလုံးနေရာမရွေးထိုင်ခွင့်ရတဲ့အပြင် သူတို့အလိုရှိရင် လူမဲတွေက နေရာဖယ်ပေးရမှာဖြစ်ပါတယ်။ရိုစာဘက်က လူဖြူအတွက်နေရာဖယ်ပေးဖို့ငင်းဆန်ပြီးဆက်လက်ထိုင်နေခဲ့ပါတယ်။ ဒါကြောင့်အာနာပိုင်တွေက သူမကိုဖမ်းဆီးပြီးရဲစခန်းကနေထောင်ကိုပို့လိုက်ပါတယ်။ပြီးတော့ညနေမှာသူမကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။သူမကိုဖမ်းဆီးတဲ့တင်တမဟုတ်ချင်းပြန့်နှံ့သွားပြီး မောင်ကိုမာရီမြို့ကလူမဲတွေဟာခွဲခြားဆက်ဆံခြင်းစနစ်ကိုစန့်ကျင်ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရဲအနေငယ်အတွင်းမောင်ကိုမာရီမြို့ရှိ လူမဲအများပြကသူမကို ထောက်ခံတဲ့အနေနဲ့ဘတ်စကားမစီးပဲစတင်ဆန္ဒပြကြပါတော့တယ်။တပိမ့်မှောက်မှုမရက်တန့်ဖို့ဒေသခံလူမဲကောင်းဆောင်များကမောင်ကိုမာရီတိုးတက်ရေးအသင်းကိုဖွဲ့စည်းလိုက်ကြပြီး အသက်26နှစ်ရှိ ခရီးယန်ဖုံတော်ကြီးမာတင်လူသာကင်းကိုဥက္ကဋ္ဌဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ထို့အဖွဲ့ကတပိတ်တိုက်ပွဲဆက်လက်ရှင်တန်အောင်ပန့်ပိုးခဲ့ပါတယ်။ တနှစ်ကျော်တဲ့အထိငယ်ရွယ်သူရောအိုမင်းသူများပါလမ်းလျှောက်ခြင်းစပိန်စီခြင်း MIA ကစီစဉ်ပေးတဲ့ကားများမှာစုပေါင်းစီနင်းခြင်းအငားကားစီခြင်းကားကြုံလိုက်ခြင်းလားတတော်ဝါများကို စီနင်းခြင်းစသဖြင့်ဘက်စကားမစီပဲအလုပ်သွားကြပါတယ်။တောင်းနဲ့ချီတဲ့လူအများက နေ့စဉ် အဲ့ဒီလိုဆန္ဒပြခဲ့ကြတဲ့အခါအာနာပိုင်တွေကတပိတ်မှောက်မှုကိုရပ်တန့်ပြီးလူမဲတွေဘတ်စကားပြန်စည်းစေချင်တာကြောင့်တပိတ်ကောင်းဆောင်တွေကိုယာစွဲမှုတွေနဲ့အရေးယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်တာကိုတည်င်းဌာနတွေကတစ်ဆင့်တတိုင်းပြည်ပြည်လုံးသိရှိလာပါတော့တယ်။ ဒါကြောင့်ခွဲခြားဆက်ဆံမှုတွေပေါ်ဝေဖန်လာကြသလိုအခွင့်အရေးအတွက်လှုပ်ရှားဆောင်ရွက်ကြတဲ့အသင်းဖွဲ့များကိုလည်းအသိနိုးကြားစေခဲ့ပါတယ်။တပိတ်မောင်မှုကဘတ်စကားကုမ္ပဏီများကို အထိနာစေပါတယ်။ပုံမှန်ဘတ်စကားစီးနှင်းသူရဲ့၄ပုံ၃ပုံက လူမဲများဖြစ်တာကြောင့်ဘတ်စကားမစီးရဲတပိတ်မောက်တဲ့အခါဘတ်စကားအများပြားမထွက်နိုင်ဖြစ်လာပြီးဘတ်စကားကလည်း၁၀ပြားကနေ၁၅ပြားကို တိုးမြင့်ခဲ့ရပါတယ်။ 1956ခုနှစ်ဒီဇင်ဘာလမှာတော့မောင်ကိုမာရီမြို့ကဘတ်စကားတွေမှာအသားရောင်ခွဲခြားခြင်းမရှိစေရလို့ဗဟိုတရားရုံးချုပ်ကအမိန့်ထုတ်ပြန်ခဲ့ရပါတယ်1955ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဘတ်စကားဆန္ဒပြမှုကရိုဆာဘတ်ရဲ့ပထမဆုံးဖြစ်ရမဟုတ်ပါ 1930ပြည့်နှစ်အလွန်အတွင်းလူပြူမင်းကလေး2ဦးကိုအတက်ဘပြုကျင့်တယ်ဆိုပြီးလူမဲလူငယ်9ဦးကိုမှားယွင်းဖမ်းဆီးတဲ့အမှုတွေမှာ လူငယ်တွေလွတ်မြောက်ရေးအတွက်ကြိုးပမ်းရာမှာလည်းပါဝင်ခဲ့ပါတယ်1944ခုနှစ်ကလည်းမွန်ဂိုရီဘတ်ကားပေါ်မှာနောက်ဘက်ပြောင်းခိုင်းတာကိုငင်းဆန်လို့ကားပေါ်ကဆွဲချတာခံခဲ့ရဘူးပါတယ်1955ခုနှစ်ဖြစ်ရက်က သူမကိုနာမည်ကြီးစေပြီးလူထုကသူမဘက်ကနေရက်တီခဲ့ပေမဲ့သူမအလုပ်လုပ်ရာ Fair Department Store ကတော့သူမကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ Rosa Beck ဟာ1996ခုနှစ်မှာ American Congress ကချီးမြှင့်တဲ့ရွှေတစိမ့်စုရရှိခဲ့ပြီး2005ခုနှစ်အော်တိုဘာလ24ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။အောင်မြင်မှုတိုင်းမှာ ပေးဆပ်မှုဆိုတာရှိပြီးမလျှော့ရမ်းဆွဲနဲ့ဆောင်ရွက်ရင်လဲရည်မှန်းချက်တွေအိမ်မက်တွေအကောင့်ထဲပေါ်နိုင်တဲ့အကြောင်းဒီဘက်ကသပိတ်ကတသက်ပြနေပါဗျ။မှန်ကန်တဲ့ဥဆောင်မှုရှိရင်ညီညွတ်တဲ့ပူးပေါင်းပါဝင်မှုတွေမလွဲမသွေရှိလာမှာပါ။ကျွန်တော်တို့မှာကျွန်တော်တို့ရှိပါတယ်။24ရက်17လ2021အသားရောင်ခွဲကြမှုစန့်ကျင်ရေလှုပ်ရှားမှုဆိုတဲ့ တပုတ်ကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်။အသားရောင်ခွဲကြမှုစန့်ကျင်ရေးလှုပ်ရှားမှုတမြေတန်းနေပြီး အသားရောင်ကွဲပြားလို့ခွဲခြားဆက်ဆံခံရတာတောင်အာဖရိကအမေရိကန်ပြည်ထောင်စုတို့မှာစိုးစိုးရွားရွားဖြစ်ခဲ့သလိုစန့်ကျင်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ရမှာလဲအချိန်ကာလနဲ့ရင်းနှီးပေးဆက်မှုတွေကြာမြင့်ကြီးမားခဲ့ပါတယ်။ကဘာပေါ်မှာအထင်ကြီးဖြစ်တဲ့ Civil Rights လှုပ်ရှားမှုက American ပြည်ထောင်စုမှာပေါ်ပေါက်ခဲ့တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ American အနေနဲ့အင်္ဂလိပ်တို့စီကလွတ်လပ်ရေးရရှိခဲ့တဲ့1896ခုနှစ်မှာ တိုင်းပြည်လူအုပ်ရေနှစ်သန်းခွဲရှိပြီးအဲ့ဒီအထက်အာဖရိကနယ်ပွားလူမဲများက9,800ကျော်ရှိပါတယ်။9,800နဲ့4,000ခန့်ကကျေးကျော်များဖြစ်ပါတယ်။ 1865ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာ အခြေခံဥပဒေဖြည့်ဆွက်ချက်ဥပဒေအမှတ်စဉ်73နဲ့ကျွန်းစနစ်ကိုဖျက်သိမ်းခဲ့ပေမဲ့အာဖရိကအနယ်ဝင် လူမဲတွေအပေါ်ခွဲခြားဆက်ဆံမှုများကအဆုံးမသတ်ခဲ့ပါဘူးအထူးသဖြင့်လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ်ကကြဲကြဲပြန့်ပြန့်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီစနစ်အရအမေရိကန်တောင်ပိုင်းကကျောင်းများတဲခိုခန်းများစားတောက်ဆိုင်များ အိမ်သားများရေတောက်တဲ့နေရာများမှာလူပြူလူမဲခွဲခြားထားပြီးဘတ်စကားများမှာလည်းလူမဲများကိုကားနောက်ဘက်မှာပဲထိုင်စေပါတယ်။အမေရိကန်မြောက်ပိုင်းမှာတော့စီးမြင်ရေးသားထားခြင်းမရှိပဲအာဖရိကနယ်ဝါးတွေနေစရာအလုတ်အကင်နဲ့ကစားကွင်းများကိုတီးခြားသတ်မှတ်ထားပါတယ်။ခွဲစားဆက်ဆံမှုတွေမှာလူမဲတွေကို အနိုင်ကျင့်ရန်ပြုခြင်းများနဲ့မဲပေးခွင့်ကိုညှင်းပယ်ခြင်းတို့ ပါဝင်ပါတယ်။ နှစ်ပေါင်း100နီးပါးလူမဲတွေကိုဒုတိယဒန်စာနိုင်ငံသားများအဖြစ်သာဆက်ဆံခဲ့ကြပါတယ်။ခွဲခြားဆက်ဆံခြင်းစနစ်ကိုအစိုးရကချမှတ်တာမဟုတ်ပေမဲ့ဒေသဆိုင်ရာ ဥပဒေတွေက အထောက်ပံ့ပြုကျင့်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။တချို့ဖြစ်ရပ်တွေကအံ့အားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ကြရပါတယ်။ဒုတိယကဘာစစ်အတွင်းကအဖြစ်ပြက်လေးတစ်ခုကိုဥပမာပြောပြခြင်းပါတယ်။ စစ်အတွင်ဖမ်းဆီးထားတဲ့ဂျာမန်စစ်အကြီးအကဲများကို ထောင်ပြောင်းရွှေ့ဖို့အမေရိကန်တောင်ပိုင်းဒေသမှာခေါ်ဆောင်ခဲ့တဲ့ဖြစ်ရပါခီးစဉ်အတွင်လမ်းဘေးကဖေးဆိုင်တစ်ခုမှာနေ့လယ်စာစားဖို့ရက်တန့်ကြပါတယ်လူပြူဖြစ်တဲ့ဂျာမန်အကြီးအကဲများကအဲ့ဒီစားတောက်ဆိုင်အတွင်းဝင်ရောက်စားတောက်ခွင့်ရကြပေမဲ့သူတို့ကိုတာဝန်ယူ ခေါ်ဆောင်လာခဲ့တဲ့လူမဲစစ်သားတွေကတော့အစားတောက်များကို စားတောက်ဆိုင်နောက်ပေါက်မှာ မာယူပြီးဆိုင်ပြင်မှာပဲထိုင်စားခဲ့ကြရပါတယ်ခွဲခြားဆက်ဆံမှုများစတင်ကြတဲ့ကအာဖရိကနယ်ပွားလူမဲများကသူတို့ရဲ့အခွင့်အရေးအတွက်တော်လှန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒါပေမဲ့1950ကျော်နှစ်များအထိထိရောက်မှုကြီးကြီးမားမားမရရှိခဲ့ပါဘူး။နောက်ဆုံးတော့အကြမ်းမဖက်တဲ့ဆန္ဒပြပွဲများစွာကိုဆင်နွှဲကြပါတော့တယ်။အဲ့ဒီလှုပ်ရှားမှုက ကဘာကျော် Civil Rights Movement ပဲဖြစ်ပါတယ်။ခွဲခြားဆက်ဆံခြင်းတွေကိုဆန္ဒပြမှုများဒုတိယကဘာစစ်အတွင်းတိုးတက်ခဲ့ပါတယ်။အထူးသဖြင့်အာဖရိကနယ်ပယ်အမေရိကန်များကစစ်ပွဲအတွင်းမှာပါဝင်ပြီးစစ်မှုထမ်းခဲ့ကြပေမဲ့နိုင်ငံရက်ချာကတီးခြားတပ်စခန်းများမှာနေထိုင်ကြရပြီးလစာနေတဲ့အောက်ခြေသေးအလုပ်များကိုသာလုပ်ကင်ကြရပါတယ်။ ဒါကြောင့်ကဘာစစ်ပြီးတာနဲ့တပြိုင်နက်လူပြူမဟုတ်သူများရဲ့အခွင့်အရေးအတွက်1906ခုနှစ်ကတည်းကဖွဲ့စည်းထားတဲ့ National Association for the Advancement of Colored People NAACP အဖွဲ့ကစေစားအရှိန်ဟုန်ဖြင့်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ချလှုပ်ဆောင်ခဲ့ပါတယ်။အာဖရိကနယ်ပယ်ဝအမေရိကန်များကလည်းဖွဲ့စည်းပုံအခြေခံပါ ရပိုင်ခွင့်များရရှိရေးအတွက်အစိုးရကိုဆက်လက်ဖိအားပေးခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီး Civil Rights Movement များမွေးဖွားလာခဲ့တာဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့အစိုးရက လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ်ကို ရုပ်သိမ်းမှုအချိန်ဆွဲထားပါတယ်။ American ပြည်ထောင်စုအနေနဲ့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်လို့ကြွေးကြော်နေပေမဲ့ အာဖရိကနယ်ပွားများပေါ်ဒုတိယလူဒန်းစားဖြစ်ဆက်ဆံကျင့်သုံးနေခြင်းကိုကဘာကဝေဖန်ကြတာကြောင့်1948ခုနှစ်မှာစစ်တပ်အတွင် လူမျိုးရေးခွဲခြားတဲ့စနစ်မကျင့်သုံးဖို့တမရထရူမန်ကအမိန့်ထုတ်ခဲ့ပါတယ်။2018ခုနှစ်ကပြသခဲ့ပြီးအကောင်းဆုံးရုပ်ရှင်ဖြစ် အော်စကာဆုရခဲ့တဲ့ Green Book ရုပ်ရှင်ဟာတကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးခဲ့တာမို့အသားအရောင်ခွဲခြားဆက်ဆံတဲ့ကာလအနေအထားကိုတစုံတရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီခြေနေတွေကိုလွန်မြောက်ပြီးဒန်းတူအခွင့်ရေးရရှိဖို့တဦးချင်း တဖွဲ့ချင်းအန်တုကြဆန္ဒထုတ်ဖော်ခဲ့ကြပုံများဟာတော်လန်ရေးတရက်ကို ပါဝင်ဆင်နွှဲနေကြသူများအတွက်လေးလာစရာအတူယူစရာစိတ်အားတက်ကြွစရာဖြစ်ပါတယ်။ ကြောက်စိတ်ဆိုတာလူတိုင်းမှာရှိပါတယ်အမှန်တရားနဲ့ဒန်းတူအခွင့်ရေးအတွက်ဆိုရင်ကြောက်သည်ဖြစ်စေမကြောက်သည်ဖြစ်စေလှုပ်တင်လှုပ်ထိုက်တာတွေကို အစွမ်းရှိသူရဲ့လှုပ်ဆောင်ကြဖို့လိုပါတယ်ကိုတယောက်တည်းရှိနေလိမ့်မယ်ဆိုတဲ့အတွေးနဲ့အားငယ်ဖို့မလိုပါဘူးငါတို့မှာငါတို့ရှိပါတယ်27ရက်27လ2021ဒီနေ့လေးရတော့ဆရာမလေးက အပိုင်း၃လေးကိုဖတ်ပြသွားတာဖြစ်ပါတယ်။လာမယ့်ရက်တွေမှာလည်းဇမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးရနေငါတို့မှာငါတို့ရှိရဲဆိုတဲ့အပိုင်းလေးလေးကိုဖောက်ပြောကြည့်ရှုရင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးများ í တင်ပါအရှင်။